ရိသမားအလုံးမင်္ဂလာခင်ဗျဒီနေ့မှာတော့ကျွန်တော်ကတန့်စင်ဟာဆေးလာမဲ့ပွဲစဉ်မှာနိုင်ပွဲရအောင်ထိုးဖို့လိုနေပြီအဲ့ဒါမှပဲပြိတ္တရရဲ့ယုံကြည်မှုကိုတန့်စင်ပြန်ရလိမ့်မယ်အရင်တုန်းကလိုအားပေးမှုတွေကိုတန့်စင်ပြန်လည်ရရှိပြီးတော့ပြိတ္တယုံကြည်မှုကိုတိဆောက်ခွင့်ရလိမ့်မယ်ဆိုတဲ့အကြောင်းကိုပြောပေးကြပါရခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့တန့်စင်ကိုဝမ်းချန်ပီယံရှစ်ကိုဝင်လာတဲ့အချိန်မှာပြိတ္တတွေကတခဲနဲ့အားပေးခဲ့ကြတယ်ဒီကလေးလေးကအများကြီးဖြစ်ထွန်းလာမဲ့ကလေးလေးဖြစ်မျောလင်းထားခဲ့ကြတယ် ဒါပေမဲ့တန့်စင်ပေါ်မှာယုံကြည်မှုပြည့်ဝင်သွားခဲ့ရတာကတော့စူရန်လက်နက်ပွဲလိုပဲကျွန်တော်ပြောရလိမ့်မယ်ဗျတန့်စင်ကအစိုးရမှာကိုစောပြိုးဝင်းနဲ့လက်တွဲပြီးတော့အလုပ်လုပ်ခဲ့တယ်နောက်ပိုင်းမှာတော့ကိုစောပြိုးဝင်းစီကနေခွဲထွက်ပြီးတော့သူ့ရဲ့ team သူ့ရဲ့အသင်းအဖွဲ့နဲ့သူရှေ့ဆက်ပြီးတော့ခီးသွားတယ်ပေါ့လေအဲ့တော့တန့်စင်ကိုရှေ့မှာထိုးတဲ့ပွဲတွေနိုင်မွေးရတဲ့ပွဲတွေကတော့ကိုစောပြိုးဝင်းရဲ့ဦးစီးကုကံမှုအောက်မှာသူနိုင်မွေးရခဲ့တယ်ပေါ့ထာခဲဦးနဲ့ပွဲသူပွဲထွက်လာတယ်အဲ့ပွဲရှုံးနေခဲ့ရင်ပြိတ္တတွေကသူ့အပြည့်အမြင်မှု အာဒီပွဲကတော့ဝမ်ကတန့်စင်ကိုသူငုံပိုင်နိုင်တဲ့ဒါဘောက်ဆင်ဘက်မှာထိုးခိုင်းလိုက်တဲ့အတွက်ကစ်ဘောက်ဆင်ထိုးရတာဖြစ်တဲ့အတွက်တန့်စင်ကလုံးပြနိုင်ခဲ့ဘူးဒါပေမဲ့တာခဲရူကိုတချိန်နော့ကောင်းကြောက်ထိုးပြနိုင်တာကဂျင်းနဲ့ဆရာဖြစ်တယ်ဆိုပြီးတော့ခွင့်လွှတ်ပေးခဲ့ကြသေးတယ်ဒါပေမဲ့ဆူရီယန်လက်ကနံပွဲမှာတော့ပြိသက်တွေကတန့်စင်ကိုတော်တော်ကိုအားနေတယ်လို့မြင်သွားခဲ့တယ်ဗျတန့်စင်ကတချီပဲရတယ်ဒီတချီပြီးရင်သူ့အနေနဲ့တိတ်ပြီးတော့အလုံးဖြစ်တော့ဆိုတော့ကိုပြန်ဘက်တွေကတီးသွားပြီ ဲ့ဒါကိုတီးသွားလို့ပြန်မဲ့ဖိုက်တာတွေကအဲ့ဒီအခွင့်အရေးနဲ့အတုံးချပြီးတော့ game plan ဆွဲလာရင်တန့်စင်မှာနောက်ထပ်ဘာပလန်မှမရှိတော့ဘူးရှုံးတာပဲဆိုပြီးတော့ပြောလာခဲ့ကြတယ်အဲ့နောက်မှာတော့တန့်စင်ကိုတော်လေးဝေဖန်မှုတွေမြင့်တက်လာတဲ့ပေါ့လေဝေဖန်မှုတွေမြင့်တက်လာတဲ့နောက်မှာပဲကိုစောပြိုးဝင်တဲ့စာချုပ်ကိစ္စတွေပေါ်လာတယ်နောက်တန့်စင်ဘက်ကတော့တန့်စင်ရဲ့ဖေဟာပြောတယ်ခိုဘက်ကကိုစောပြိုးဝင်ကပြောတယ်နောက်ပိုင်းအဲ့ကိစ္စငိမ့်သွားရင်ပဲလေပြိတ္တတွေကြားမှာတော့အဲ့ကိစ္စကြီးကလိတ်ခဲတယ်လဲကြံခဲ့တာပေါ့လေပွဲစဉ်အားလုံး သူအဆက်ပြတ်သွားပြီးတဲ့နောက်မှာအင်ဘလာမှာတော့တန့်စင်ကိုဝမ်းကပွဲတယ်ပေးလိုက်တယ်ဘက်စုကန်ပင်းနဲ့ပေါ့ဘက်စုကန်ပင်းနဲ့ပွဲစဉ်ကိုထိုးဖို့ပြင်ဆင်နေစဉ်အခိုက်မှာပဲတန့်စင်မှာမျက်လုံးပြဿနာပေါ်လာတယ်မျက်လုံးမှာ spot တွေတွေ့တယ်မျက်လုံးရဲ့ spot တွေကိုစစ်ဆေးလိုက်တဲ့အချိန်မှာပဲတန့်စင်ကိုဆရာမကပွဲထိုးမဖြစ်နိုင်ဘူးဆိုပြီးတော့ဘက်စုကန်ပင်းနဲ့ပွဲကိုဝမ်းကနေထက်လိုက်တယ်အဲ့ပွဲမှာဘက်စုကန်ပင်းကိုတော့ထိုးကြည့်ပေးတယ်တန့်စင်ကတော့ထိုးကြည့်မရခဲ့ဘူးဒါပေမဲ့မျက်လုံးကတော့လက်ရှိမှာ ဟိုကျန်းမာရေးတိုးတက်မှုရရှိလာသလိုစိတ်ရှာတဲ့အချိန်နဲ့ရောက်သွားပြီဖြစ်တယ်ခင်ဗျ။တန့်စင်က live training လို့ခေါ်တဲ့အပေါ်စားလေ့ကျင့်ရေးလည်းစပြီးတော့ဆောင်ရွက်နေပါပြီ။ဒီတော့တိတ်မကြိုင်ကာလမှာတန့်စင်ရဲ့ပွဲစဉ်ကိုပရိသတ်တွေကမြင်တွေ့ရလိမ့်မယ်လို့ယူဆနေကြတယ်။တန့်စင်ရဲ့ပြိုင်ပွဲဖြစ်တဲ့ Pet Sugar Pick ကိုတော့ဝမ်ကလက်ရှိမှာဇွန်လ6ရက်နေ့မှာကျင်းပရှင်တွေ1 Friday 5 111ပြိုင်ပွဲကြီးမှာပွဲပေးလိုက်ပါပြီ။ဒီတော့တန့်စင်နဲ့ Pet Sugar Pick ပွဲကတော့ပြန်ဖြစ်လာဖို့မရှိတော့ဘူး။မရှိတော့တဲ့အတွက်တန့်စင်ကနောက်ထပ် Fighter တစ်တယောက်နဲ့ပွဲထိုးရပါလိမ့်မယ်။ဇွန်လနောက်ဆုံးပတ် ဒါမဟုတ်ရင်တော့ဇူလိုင်လထဲမှာတန့်စင်ရဲ့ပွဲစဉ်ပါဝင်လာနိုင်တယ်လို့ဒါ fight page တွေကယူဆနေကြတယ်သုံးသပ်နေကြတယ်ပေါ့လေဒီတော့တန့်စင်ကအဲ့ပွဲမှာနိုင်ပွဲရဖို့အရေးကြီးပါတယ်တန့်စင်က1မှာဆိုရင်2ပွဲဆက်တိုက်ချုံထားပြီဒီပွဲသာအရင်နေ့လည်းမယ်ဆိုရင်3ပွဲဆက်တိုက်ချုံနေတာဖြစ်သွားပါလိမ့်မယ်အဲ့လိုဆိုရင်1ကလည်းတန့်စင်ကိုပွဲပေးဖို့ကိစ္စတော်လေးကိုစဉ်းစားတဲ့အချိန်နဲ့ရောက်သွားပါလိမ့်မယ်ခင်ဗျပြီးတော့ပရိသတ်တွေကအခုရှေ့လိုင်းပွဲမှာသာတန့်စင်အရင်နေ့လည်းမယ်ဆိုရင်တို့မျောလင်းထားသလောက်မဖြစ်ထုံးလာဘူး ရှေ့ရလောက်မလုပ်ပြနိုင်တော့ဘူးအရန်မက်စပန်းဆောင်ကြီးကြာသွားပြီဒီကလေးလေးဟာဘလို့ဖြစ်သွားရလဲဆိုပြီးတော့ဟိုအားပေးမှုကအရန်ရောကြသွားနိုင်တယ်လို့ယုံကြည်မှုလဲရောကြသွားနိုင်တယ်ခင်ဗျအခုဆိုရင်တန့်စင်ရဲ့သတင်းတွေဗျာကျွန်တော်တို့တင်ကြတဲ့သတင်းမီဒီယာတွေကိုလေ့လာကြည့်လိုက်မယ်ဆိုရင် algorithm အရတအားရောကြသွားတွေ့ရတယ်တန့်စင်ရဲ့သတင်းတွေဆိုအရင်ကတင်လိုက်ပြီဆိုရင်အနေဆုံးဒါထန့်ကေဆိုတာမလို့ချင်းအဆုံးပဲဒါ reaction ပေးတဲ့ like တို့ဒါ love တို့အဲ့လိုဘက်ဒီမှာအနေဆုံးကတန့်ကေဆိုတာအနေဆုံးပဲ အာအမြင့်ဆုံးဆိုရင် 50kb တိုင်းတော့ဖြစ်ကြတယ် view တွေကိုကြည့်လိုက်မယ်ဆိုရင်လည်းအနည်းဆုံးဒါတသိန်းဒါ thumb follower ရှိတဲ့ဥစ္စာ မှာပြောရအောင်နော်အလယ်အလတ် follower ရှိတဲ့နေရာမှာဆိုရင်9သိန်းအမြင့် follower ရှိရမှာတန်းနဲ့ရှိပြအောင်တက်တာရှိခဲ့တယ်ဒါပေမဲ့အခုနောက်မှာတော့တန့်စင်ရဲ့မျက်လုံးကိစ္စကိုတော့ပြိတ္တကသိပြီးစိတ်ဝင်စားတာမရှိတော့ရော့ကြလာတယ်တန့်စင်ရဲ့မျက်လုံးပြန်ကောင်းသွားပြီဆိုလည်းပြိတ္တရဲ့စိတ်ဝင်စားမှုကတော်တော်ကိုရော့ကြသွားတာတွေ့ရတယ်ခင်ဗျအဲ့မှာရင်အရင်က algorithm နဲ့ပြန်ပြီးတော့ နိုင်ရှင်ကြည့်လိုက်ရင်တန့်စင်ရဲ့သတင်းအပေါ်မှာပြည်သက်စိတ်ဝင်စားမှုနှုန်းကကျော်ကြာသွားတာကိုကျွန်တော်မြင်တွေ့ရတယ်။ဒါဟာဖိုက်တာပေါ့လေကိုအားပေးတဲ့ဖိုက်တာတယောက်ပေါ့ပြည်သက်အားပေးမှုနဲ့ယုံကြည်မှုကကျော်ကြာသွားတဲ့အတွက်သူ့ရဲ့သတင်းတွေပေါ့ပြည်သက်စိတ်ဝင်စားမှုရောနယ်လာတာဆိုပြီးတော့ online media တွေကသုံးသပ်ထားတယ်ကျွန်တော်မြင်တွေ့ရတယ်ဗျ။ဒီတော့တန့်စင်နေနဲ့ရှေ့လာမဲ့ပွဲစဉ်မှာနိုင်ပွဲရအောင်နိုင်မှာပဲပြည်သက်တွေရဲ့ယုံကြည်မှုကိုပြန်ရပါလိမ့်မယ်။ပြည်သက်တွေကတန့်စင်ကိုအားပေးမှုပြန်လည်မြင့်တက်လာပါလိမ့်မယ်ခင်ဗျ။ ဒီတော့ရှေ့လာမဲ့ပွဲစဉ်ဟာတန့်စင်အတွက်အရန်ကိုရေးကြည့်ပါတယ်။တန့်စင်အနေနဲ့ပရိသတ်ယုံကြည်မှုရရှိအောင်ပြန်ထိုးနိုင်ပါစေ။နိုင်မွေးတဲ့သူပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပြီးတော့ခိုင်မာတဲ့အောင်မြင်မှုနဲ့အတူပရိသတ်အားပေးမှုနဲ့ယုံကြည်မှုကိုပြန်တည်ဆောက်နိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာ။ကျေးဇူးအားပေးပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။